မီးထုံးပွဲတော့မှာလီမင်းကလေးကစောင်းနေပေမဲ့ခြေရသူကရောက်မလာဘဲနဲ့တခြားသွဲတွေကိုလည်းဝန်းထဲစာလဲငင်းနေရပါတယ်။ကိုယ်ကတော့တမူကလိုက်လံချောင်းကြီးတဲ့အခါမှာတော့မျိုးစားရဲ့တာကမိဖုရားကြီးစီမှာတိတ်တိတ်လေးတာဝန်ထမ်းဆောင်နေခဲ့ရလဲဖြစ်ပါတယ်။ မျိုးစားရဲ့တာမျိုးစားယူသူကိုရန်တပ်ပစ်လိုက်ပြီးဖြစ်ကြောင်းနဲ့အင်ရှစ်ဆာမင်းသားအပေါ်မှာအပြစ်တွေကိုခွင့်လွှတ်ပေးဖို့တဲ့အတနာခံကြင်အောင်ဆောင်နေခဲ့ရောင်လဲကိုရောင်တမူးကလည်းမြင်သွားခဲ့ပါ යි ။စားတော့ဆိုင်တိုင်းမှာတော့ယူဆဲရဲ့လူတွေနဲ့မင်းသားစီကတရားဝင်ဆိုင်နေခဲ့ရတဲ့ချိန်မှာတော့မှမင်းသမီးကိုလည်းစိတ်ပူနေခဲ့ရပါ යි ။အင်အားများပြီးတော့ယူဆဲရဲ့လူတွေကကြောင်ပိတ်တက်ဖို့လုံနေခဲ့ကြအောင်ခုခံရခနိုင်ခဲ့တဲ့ချိန်မှာပဒင်းပေါက်ပြင်ပတ်ကနေယူဆဲနဲ့အတူတူမင်းသမီးကိုလည်းမြင်လိုက်ရပါ යි ။ ်အမလာလည်းဒုက္ခရောက်နေကြတဲ့မင်းသားစီကိုမြေပြင်မှာယွန်းဆက်ပင်းစော့ောက်သွားခဲ့တာကိုလိုက်တာဖို့အတွက်လုံနေကြတဲ့မင်းသားဒါနဲ့ပခုံးကိုလည်းအခုတ်ခံလိုက်ရပါတယ်မိဖုရားကြီးကိုမင်းသားစီကလာမုတ်ပေါ်တော့နေမှာတပုံလေးစုပြီးတော့အင်းချစ်ဆန်မင်းသားကိုကြောက်တုတ်ခဲ့ကြောင်းနဲ့မျိုးစားရဲ့သားကမောက်မကန်လေးလည်းပြောဆိုနေပါတယ်မိဖုရားကောင်ကြီးကသူ့ရဲ့သားအင်းချစ်ဆန်တို့မင်းသားစီနဲ့ကြင်ရတော့ရှင်ပြမဖြစ်တော့မယ်လို့လည်းထင်လွှဲသွားခဲ့ပါတယ်အင်းချစ်ဆန်မင်းသားဘင်းဖြစ်လာခဲ့လို့ရှိရင်မျိုးစားရဲ့သားကိုလည်းစစ်ပင်ကံဖြစ်လာကိုကုညပေးမဲ့အကြောင်းပြောနေခဲ့တာကိုလည်းကိုအောင်တမူးကကြားလိုက်ရပါတယ် ချောင်းသားနောင်နေခဲ့တဲ့ကိုကတော့တမိုးကိုလူစိုးတွေရာမိသွားခဲ့လို့မျိုးစားသားနဲ့မိဖုရားကောင်းကြီးပါရောက်လာခဲ့ပါ၏။သွေးတို့စကားတွေကြောင့်ထင်လွမ်းနေပြီဖြစ်တဲ့မိဖုရားကောင်းကြီးကကိုကတော့တမိုးကိုလည်းတပြစ်ခိုင်းလိုက်လို့လီမီတမင်းဟာလည်းပွဲတော်ပြီးဆုံးခါနီးတည်ရှေ့ရသူကမလာသေးတာမို့တကိုယ်တည်းလည်းဆွေးနေရပါလိမ့်။မင်းသမီးကိုယွန်းဆက်ကသူနဲ့ပြန်လိုက်ဖို့ခေါ်ပေမဲ့သူမချစ်ရတဲ့မင်းသားစီရှိနေတာကြောင့်မလိုက်တော့ဘူးလို့လည်းပြောလိုက်ပါယွန်းဆက်ကလောက်ကျန်တဲ့သူတွေကိုတယောက်ပြီးတယောက်ရှင်းပြရင်းနဲ့မင်းသားစီကလည်းအာမလာစီကိုလည်းလှမ်းလာခဲ့ပါယ အကိုတောင်းဆိုပါတယ်မင်းဒီမှာနေရလို့ရှိရင်ပြောမှာမဟုတ်ဘူးအကိုနဲ့လိုက်ခဲ့ပါလို့ယွန်းဆက်ကပြောနေခဲ့လို့မင်းသားစီကလည်းအာမန်လာကိုလည်းသူ့စီကိုလာဖို့လည်းခေါ်နေခဲ့ပါလေနှစ်နိုင်ငံကြားပြည်သူတွေညံချမ်းဖို့အတွက်ဒီမှာနေခဲ့ဖို့ဆန္ဒရှိပါတယ်ဆိုတဲ့မင်းသမီးကြောင့်ထိမရတိမရပြစ်သွားခဲ့တဲ့ယွန်းဆက်ကမင်းသားစီကိုလည်းဒေါသအလွန်ထွက်သွားခဲ့ပါလေယွန်းဆက်စီကလည်းထွက်သွားခြင်းနေတာမင်းသားစီကြောင့်ဆိုတာတီးသွားခဲ့ရကြောင်းလေးရဲ့အဟုတ်လိုမျိုးမင်းသားစီကိုလည်းဒါနဲ့လည်းပြင်းပြင်းထန်ထန်ခုတ်ပစ်လိုက်ပါတန်ရာရနေကြတဲ့မင်းသားစီဟာတိုင်းပြည်ညာမှာအရန်ကျွမ်းလို့အခုချိန်မှာလည်းဒေါသမတရားထွက်နေကြတဲ့ယူဆဲကိုလည်းမနှမ်းရင်ဆိုင်နေကြရပါတယ် ရွှင်ဆဲရဲ့ကျန်းသားတဲ့ခုတ်ချက်တွေကိုလည်းခုခံကာကွယ်နေရတာမို့မိသားစုကိုထွက်ပြေးဖို့အာမလာကလည်းအော်လိုက်ပါနှင်းတောင်းတဲ့နေကြောင်မှာနှင်းကြည်တန်းကျင်သားခဲ့ရွင်ဆက်ဟာမင်းသားစီတဲ့အခုချိန်မှာပိုတံမာနေခဲ့လို့အဝေးကိုလွန်သွားအောင်လဲမြက်ခွက်ကိုလဲကင်ပြစ်လိုက်ပါဒေါသတွေအမုန်းတွေစုံကြုံမှုတွေကိုရွင်ဆက်ဟာသူ့ရဲ့သားမှာထဲလိုက်ပြီးတော့အရှိန်ပင်းစွာလေးတဲ့ကိုခုံပြဲရင်းနဲ့မင်းသားစီရဲ့ခေါင်းဖျက်ဖို့လဲပြင်လိုက်ပါ ခင်ပွန်းတင်မာရမကြီးနိုင်တဲ့မင်းသမီးလက်ဘေးကဓာတ်လျှောင်းကိုဆွဲယူပြလိုက်ရင်လည်းမင်းသားစီကိုခုံမဲ့တာကိုဓာတ်လျှောင်းနဲ့တူတူခုခံလိုက်တာကြောင့်လည်းကန်ကောင်းသွားခဲ့ပါ යි ။ရွှင်ဆက်ကရမ်းတက်မာတာကြောင့်နှစ်ယောက်တယောက်အားတော်မှာဓာတ်လျှောင်းစလုံးကကျိုးသွားခဲ့ရလို့အဝေးကိုလည်းလွန်ထွက်သွားခဲ့ပါ යි ။ မင်းသမီးကသူတို့တိုက်ခိုင်းနေတာပြီးပြီလားလို့မေးတဲ့အခါမှာတော့သူမင်းသမီးရဲ့အချက်ကိုပိုလိုရှင်လေးလေးချစ်ရသူရှိနေခဲ့တဲ့မင်းသမီးကြောင့်ပိုဝဲလေးလေးဖြစ်နေခဲ့တာကိုလည်းနားလည်သွားခဲ့ပါ යි ။ဆူမိုလူသွားကြီးကိုအနိုင်ယူကအမလာအတွက်ပေးခဲ့တဲ့အဖိုးတန်ရနာလေးကမြေပေါ်မှာကြားကြံနေခဲ့လို့လည်းအရှုံးလေးနဲ့လည်းယွန်ဆဲရလည်းထွက်သွားခဲ့ရပါ යි ။ဒါပေမဲ့ငါတနေ့ကျရင်ငါရဲ့ပီရီမြခင်ပေါ့ငါရဲ့မင်းသမီးကိုပြန်လာခေါ်မှာလို့ပြောသွားရင်လည်းသူ့ရဲ့လူတွေနဲ့လည်းယွန်ဆဲရလည်းတတ်ဆုပ်သွားခဲ့ပါ යි ။အချက်ဆိုတာကိုချစ်ရတဲ့သူကမချစ်ရင်အတင်းလူယူဖို့အတွက်လူနိုင်ထားလို့မကြိုးစားရတယ်လို့အဲ့လိုလုံးမိမယ်ဆိုရင်ပိုဝဲတက်ကြောင်းလည်းကျွန်တော်ကလည်းအားလုံးကိုလည်းတီးတီးပေးလိုက်ပါ යි ။ ကိုရတော်တမူရဘက်မှာတော့အင်အားကြီးမားတဲ့ရန်သူတွေဝါနေခဲ့ကြလို့မိဘနေပွင့်သွားခဲ့တဲ့အချိန်မှာစောင့်နေမဲ့ချစ်သူလေးကိုကိုရတော်တမူရလည်းဒီးရသွားခဲ့ပါတယ်။ယူစားသားလီမင်းသမီးကိုဖမ်းမဲ့အကြောင်းမထီးလို့ထီးလို့စားနေခဲ့ရကြောင်းအချစ်ကိုထီးရင်ဒါကြီးဆိုတဲ့ကိုရတော်တမူရလည်းရန်သူတွေအားလုံးတပ်ဖို့အတွက်လည်းဓာတ်ထုတ်လိုက်ပါတယ်။မိဖုရားကြီးစီကိုတော့အင်ချစ်ဆန်မင်းသားလာတဲ့အခါမှာတော့ကျမကြီးမကောင်းတဲ့မိဖုရားကြီးကိုလည်းမြင်လိုက်ရပါတယ်။ မဲတော့ပွန့်ပွန့်လင်းလင်းနဲ့ဘာလို့မင်းသားစီကိုတတ်ဖို့အတွက်အကြိမ်ကြိမ်လူတွေလွတ်နေတာလဲ။ तू ကကျွန်တော်ညီတော်ပါလို့လည်းပြောလိုက်ပါ යි ။ဒံယာရနေကြတဲ့မင်းသားစီကိုဆေးလိမ့်ဖို့အတွက်နောက်ကြောကြီးလိုက်တဲ့အခါမှာတော့မရေမသွန်နိုင်တဲ့ဒံယာတန်ချက်များစွာကိုလည်းမြင်လိုက်ရပါ යි ။တိုက်ဝဲအတွင်းမှာရခဲ့တာတွေကြီးပဲလို့ပြုံးပြလိုက်တဲ့မင်းသားစီကအမလာလည်းအယံဝါနဲ့စွာလည်းငုံမိသွားခဲ့ပါ යි ။ ။ဒဏ်ရာတွေကိုဆေးတက်ပြီးပိုးတက်ပေးပြီးတဲ့အခါမှာတော့မင်းသားစီကတရားရဲဒုက္ခတွေကိုအချိန်တိုင်းကြိတ်ခံနေရတော့တည်သွားခဲ့တာမို့အခုချိန်ရောက်ဆက်ပြီးတော့နောက်ကွယ်ရရင်ထောက်ပံ့မဲ့အကြောင်းမင်းသမီးကလည်းပြောလိုက်ပါရဲ့။မင်းသမီးငါတို့လက်ဆက်ထားတာကြာပြီနော်။ဟဲဟဲတခုလုံးစရာကြမ်းတယ်တိလား။အဲဘာလဲ။မင်္ဂလာဝုဆောင်လေးတွေဝေးနေတဲ့ရက်ခွက်လန်းနေခဲ့တဲ့မင်းသမီးတို့ကိုကြည့်နေတာလီတို့အတွေ့ရလဲပြောနေခဲ့ပါရဲ့။ မင်းသားစီဟာရန်သူမဟုတ်ဘူးဆိုတာကျွန်တော်ယုံကြည်တယ်မေမင်းကစိတ်သားကောင်းပေမဲ့မင်းပြရလူတွေအဲ့လိုမဟုတ်ဘူးတားပြင်ဖြစ်လာမဲ့လမ်းမှာနှောက်ချက်မဲ့လူတွေအားလုံးမဲတော့အကုန်ရှင်းပြမှာလို့လေမိဖုရားကြီးကလည်းပြောလိုက်ပါအဲ့ချစ်စာမင်းသားထိနှံတက်တာမင်းကြည့်ပေမဲ့မိဖုရားကြီးကသူ့ရဲ့အန်နီမီဖြစ်တဲ့အထိလည်းယောဂရှင်တွေကဆိုးလာခဲ့တာမို့အဲ့ချစ်စာမင်းသားလည်းငိုကြွေးနေခဲ့ပါအချစ်တွေထပ်သူကြသွားခဲ့ရခြင်းကိုရောက်နေပြီဖြစ်တဲ့မင်းသားစီတို့လင်မရတဲ့အငမ်းမရအချစ်နယ်လည်းကြုံနေခဲ့ကြပါ ိုရတော်တမှုခမရမှာတော့ရန်သူတွေအားလုံးတယောက်မကျန်အသေးဆိုးနဲ့တေအောင်အကုန်တက်ပြစ်ခဲ့တာမျိုးစားသားရဲ့အလက်ကိုလည်းရောက်လာခဲ့ပါ යි တေမာကြောက်တဲ့မျိုးစားသားကသူယူသွေးတန်းနဲ့ထွက်ပြေးသွားခဲ့ပြီးမှအများနဲ့တယောက်ရှင်တိုက်ခဲ့ရတဲ့ကိုရန်တမှုရတယ်ခနာကိုကနေသူတွေအလင်းလေးနဲ့ပန်းထွက်လာခဲ့ပါ යි နောက်ဆုံးထွက်တဲ့အချိန်မှာချီအားသူလီမင်းတမီမျောနေခဲ့နေရာကိုရောက်မလာနိုင်တော့အကြောင်းကိုရန်တမှုကပလူလေးကိုကန်နေတယ်လဲကျသွားခဲ့ရပါ යි ချင်းဆိုတာကဲနေရာကိုရောက်လာခဲ့တော့အကြောင်းရန်သူတွေစီမှာတက်ခင်အောင်တည်သွားတော့မို့လီမီတမီရတဲ့တိုက်ပွဲဖြစ်ရနေရာကိုလည်းအမြန်ပြေးလာခဲ့ပါ၏။ကိုရန်တော်တမူကလီမီတမီရောက်လာမယ်ချင်းဒီတောက်ခံနိုင်သားအချင်းမရှိတော့ဘဲနဲ့မျိုးလုံးတွေမှိတ်သွားခဲ့လို့သွေးရည်နဲ့အတူတူပိုလီလေးတလဲရတဲ့သွေးရည်နားမှာလည်းကြာနေခဲ့ပါ၏။နောက်ဆုံးမသိဆုံးခင်ချိန်မှာတော့လီမီတမီနဲ့အတူတူပန်းနေပြနေနေခဲ့တဲ့လှပတဲ့နေရာလေးတစ်ခုမှာပျော်ရှင်နေခဲ့တာကိုကိုရန်တော်တမူကလည်းမြင်အောင်သွားခဲ့ပါ၏။ရှိစာကြိုက်စားဇနီးမောင်နှံဖြစ်တဲ့မင်းသားစီတို့ကတာရဲညာလေးကိုပိုင်းဆိုင်နေခဲ့ကြလို့ယူဆရတဲ့သူ့ရဲ့နာကျင်မှုတွေအတွက်လက်ဖွာအားဒါနဲ့လည်းခွဲပြစ်နေခဲ့ပါ යි အင်ရှင်းဆာမင်းသားမင်းကြီးအချင်းလွှဲအောင်လို့အားလုံးကိုအယုတ်လိုနောက်ကွယ်ရာကျုကနေခဲ့တဲ့ရှူမင်းသားအားရပါရာရီမောင်းရင်းနဲ့စီဇွန်2လေးရတယ်ဒီမှာလည်းအဆုံးသတ်ထားပါပြီစီဇွန်2ရတယ်ထွက်မလာသေးတာကြောင့်ထွက်လာခင်ရောတပင်းမှဖြစ်တာမို့လိုင်းအဆော့စကားလေးမလောက်ရသေးလို့ရှိရင်လှုပ်ပေးဖို့လည်းတောင်းဆိုပါပြီ